တတန်အခုမိတ်ဆွေတငယ်ချင်းတို့မိတွေ့ရတဲ့ပြန်တော့ကြောက်ချင်ပေါလို့ပေါ့နော်ဒီနေ့အဲ့ဒီကြောက်ချင်ပေါအကြောင်းကိုကျွန်တော်မိတ်ဆက်ပြီးမှမဖြစ်ပါတယ်မင်္ဂလာပါမိတ်ဆွေတငယ်ချင်းတို့ရေအခုထပ်ပြအမှာတော့ကျွန်တော်နောက်မှမြည်တဲ့အတိုင်းပဲဒါကြောက်ချင်ပေါမျိုးခွဲတာပေါ့နော်ကျွန်တော်ခါတိုင်းခေါ်တာတော့ Begonia Brown Hass နဲ့တူတယ်ဆိုတော့ဒီကောင်အစိမ်းအောင်ရှိတယ်ဆိုတော့ကျွန်တော် J လို့တုံးလိုက်မှာပေါ့နော် Begonia Jade Hass လေးပါဖြစ်ဖြစ်ပါတယ်ခင်ဗျာသူကအစိမ်းအောင်အသေးပုံပုံစံမျိုးရှိလို့ပါ တို့ကတော့တရွက်ထိုးလေးပေါ့နော်တို့ကဒီနဲ့ပုံစံတူတဲ့ခြားမျိုးတစ်မျိုးရှိနေတယ်ပေါ့နော်အဲ့ဒါ Begonias ဆိုတော့ခေါ်ကြတာပေါ့နော်အဲ့ဒီမျိုးလေးကအရွက်ပို့ပြီးဖြားတယ်ဂိုင်းဖြားတယ်ပေါ့နော်ဒါမဲ့ဒီဟာကျတော့ကတရွက်တည်းရှိတယ်အပွင့်ပွင့်နေပြီပေါ့နော်ကျွန်တော်လည်းအတူတူအနီးကပ်တဘာဝလေးကိုခန်းစားကြရအောင်နော်အခုဒါလီယာကျတော့ကမိတ်ဆွေငယ်ချင်းတို့မြည်တဲ့အချိန်သူကဒါကြောက်ကြားထဲမှာရှင်သက်ပရောက်ပုံရဲ့ပရောက်နေတဲ့အနေထားပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ဒါသူတို့ပန်းပွင့်တဲ့ຢာစီရောက်ပြီပေါ့နော်သူကမိုးကြီးတက်တော့တက်တော့ ကြားတဲ့ဒဟန်နေကကွယ်တော့ဒီကြောက်ကကွယ်လာပြီးတယ်ပေါ့နော်ဒီမိုးရီဒီပုံမှာကြားမယ်ကြားပြီးတော့မှဟီစိတ်ဆက်ဆက်ပြီးတော့မှသူတို့အပင်အဒီပေါ့အပင်ရဲ့အခြေကိုရီစိတ်ဝင်သွားတဲ့နေရာမှာသူတို့ရှင်တန်ရတယ်ပေါ့မိုးရီတော်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 မကြိုက်ဘူးအလင်းရောင်ကဒီကြောက်ကြားထဲမှာရှိနေကြတော့သူတို့တအေးတဲ့ပတ်ဝန်းကျင်မှာအပူချေရပြည့်28 30ထက်မပိုဘူးပေါ့နော်ကြောက်ကနေပြီးတော့ကကွယ်လာပြီးတယ် မနေ့နေအောင်ရေရတဲ့ကြောက်ဖို့နေ့လေနေပူတဲ့အချိန်မှာဒီကြောက်ကနေပြီးတော့ကွယ်လာပြီးတယ်ပေါ့နော်အခုဆိုရင်ဒါတို့ရဲ့ပန်းပွင့်တဲ့အနေထားလို့ကျွန်တော်ပြပြမှာဖြစ်ပါတယ်ဒါတော့တို့မှဆိုရင်အဖိုးပွင့်နဲ့အမပွင့်တယ်ဆိုပြီးတော့နှခုရှိတယ်ပေါ့နော်အခုမိတ်ဆွေတငယ်ကျွန်တော်မိတွေ့ရင်ဒါကတော့အဖိုးပွင့်ပဲဖြစ်ပါတယ်အဲ့ဒီအဖိုးပွင့်မှာဆိုရင်ပွင့်ဖက်၄ဖက်ပါတယ်ပေါ့နော်နှစ်ဖက်ကြည့်ပြီးနှစ်ဖက်ကငယ်ပါတယ်ထိတ်မှစုနေပါတယ်အဲ့ဒါတော့အဖိုးပွင့်ပဲဖြစ်ပါတယ်အမပွင့်ကကြတော့ကဒါလေးကကြတော့ကအစိအိတ်လေးပေါ့နော် မျိုးအောင်လာပြီးအစီအိတ်လေးဖြစ်နေတဲ့အနေအထားပဲဖြစ်ပါတယ်။အာဒါလေးကကြောက်တော့ကအမပွင့်ပေါ့နော်။အမပွင့်ရဘယ်လိုသိတာမလဲဆိုတော့သူရဲ့အစီအိတ်လေးပါတယ်။အစီအိတ်လေးပါမှာထိတ်မှမှဒီပုံမှန်လို့သူကအဖိုးပွင့်နဲ့မတူတာကဒီလိုအစီအိတ်လေးတွေပါတယ်ပေါ့နော်။အဲ့ဒါထူကြတယ်။အခုဒါမိတ်ဆွေတငယ်ချင်းတို့မြင်တွေ့နေရတဲ့အပွင့်အပွင့်ရတော့ဒါအမပွင့်ပေါ့နော်။အမပွင့်ကထိတ်မှဆိုရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးအတိုင်းပါနေမှာပေါ့နော်။ဒါအမပွင့်လေးပဲအနေထားလေးပဲဖြစ်ပါတယ်။အပွင့်ဖက်သူလည်း၄ဖက်ရှိတာပွင့်ကျင်တစ်ဖက် အပွင့်သေးနှစ်ဖက်ပေါ့နော်မတူတာကကျတော့ကအပေါ်မှာကျတော့အလုံးပုံစံမျိုးနဲ့တည်းကအဖိုးပွင့်ဖြစ်ပြီးတော့မှဒီလိုပုံစံမျိုးဒီလက်ချောင်းပုံစံမျိုးဖြစ်နေတာဟာကျတော့ကအမပွင့်ပဲဖြစ်ပါတယ်အမပွင့်မှာထူးခြားတာ C8 လေးပါပါတယ်ပေါ့နော်ဒါအဖိုးပွင့်မှာ C8 လေးမပါဘူးနော်ကျွန်တော် Beijing ကပ်ပြီးတော့အနေထားပြ ပြပါမယ်ဒါတော့အဖိုးပွင့်နဲ့အမပွင့်ကွာခြားချက်ပဲဖြစ်ပါတယ် အဆိုတို့ရဲ့အပင်အနေထားရဲ့ပုံစံတိဆောက်ပုံလေးကျွန်တော်ကြည့်ရအောင်နော်တို့ရဲ့အပင်ပုံစံမျိုးတိဆောက်ပုံလေးကဒီလိုအသေးပုံပုံစံမျိုးလေးပါပဲတချို့ပင်တွေကတော့အပေါ်မှာနည်းနည်းပြောင်းပြီးတော့ white ွားတယ်မဟုတ်လားဒါပေမဲ့တချို့ပင်ကလည်း white လာရှိတယ်မဟုတ်လားရလည်းရှိတယ်မဟုတ်နော်တော်တော်များကဟိုအနေများမို့ပူတည်ပြီးတော့မှ white ချင်မဝချင်အဲ့လိုပုံစံမျိုးရှိကြတယ်မဟုတ်နော်ဒီအပင်ကကြောက်တော့ကတခြားမျိုးတွေမတူတာအမွေးတော်တော်ထူတယ်ပေါ့နော်။ဘာလို့ဆိုတော့သူ့ရဲ့ရိုးတံမှာလည်းအမွေးထူသလိုသူ့ရဲ့အရွက်နောက်ကြောမှာလည်းအမွေးတွေထူတယ်။ ပြီးရင်နောက်တစ်ခါသူ့ရဲ့အရွယ်မျက်နှာပြင်ပေါ်မှာလည်းအမွေးတွေထူပါတယ်။ပြီးပန်းခိုင်မှာလည်းအမွေးတွေထူတယ်ပေါ့နော်။ပန်းပွင့်ရဲ့အနောက်ပွင့်ဖက်အနောက်ခြမ်းမှာလည်းအမွေးတွေထူတော်မူတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့လိုမျိုးအမွေးထူတာပေါ့နော်။အေးအရှင်းပဲမျက်နှာပြင်မှာပဲအမွေးမပါတာပေါ့နော်။ဒါလေးကတော့သူတို့ဒီကြောက်ချင်ပါမြေခွေတွေကဘီကူနီယာဂျိတ်ဟတ်လေးပဲဖြစ်ပါတယ်။ဒါကွန်မန်နေပေါ့နော်။ဒီရဲ့ scientific နေတော့ကျွန်တော်ပြန်ပြောမလိလာပါအောင်မခင်ဗျ။ကျေးဇူးတင်ပါတယ်။